ကန်ဥဖုံကြားရှင်တို့ရဲ့ MNDAA နဲ့ဖြစ်နေတဲ့တိုက်ပွဲဟာလာနန်ချီပြီးတော့အတော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။တိုင်းပြည်အတွက်လည်းပဲအတော်နစ်နာတယ်၊ကုန်ကြစိတ်တွေကလူအစေးပြောက်ကတော်တော်များတယ်လို့လည်းသိရပါတယ်။တခါတိုင်းပြည်အတွက်အရေးကြီးတဲ့နိုင်ငံရေးဖြစ်ရအထွေထွေရွေးကောက်ပွဲကြီးကျင်းပဖို့နှိကလာတဲ့အချိန်လည်းဖြစ်ပါတယ်။ဆိုတော့ဒီတိုက်ပွဲမြန်မြန်ပြီးဆုံးသွားနိုင်ရင်တော့အကောင်ဆုံးပဲလို့ထင်ပါတယ်။ဘာဖြစ်လို့အတွန်းရှင်နေရသလဲဆိုတာကိုပထမဆုံးကျွန်တော် စဉ်းစားကြစီချင်ပါတယ်ခင်ဗျာဦးအောင်လင်းတော့ဘယ်လိုသဘောပါလဲခင်ဗျာကျွန်တော်အမြင်ကပြောရရင်တော့ policy လက်ရှိဗမာတံပရောရဲ့အခြေအနေကအကြာဆုံးများတယ်အတေဆုံးတွေများတယ်အဆုံးရှုံးတွေများတယ်အားလုံးကဒီဆုံးရှုံးမှုတွေဖြစ်နေတဲ့အခါမှာလက်ရှိအခြေအနေမှာဗမာတံပရောဟာသူ့ကိုယ်သူအပတ်ဆယ်နိုင်မှုတက်ကိုတော်တော်လေးရုန်းကန်နေရတဲ့သဘောရှိပါတယ်နောက်တစ်ခုကပေါ့လေငင်းငယ်ကြီးယူပြီးတဲ့ကာလ20ကျော်အတွင်းမှာဗမာတံပရောရဲ့ တိုက်ခိုက်ရအင်တာနက်ကြာစင်းသွားတယ်လို့ပြောရပါပါဒီပြင်မှာကောင်းဆောင်ပိုင်းမော်လီအခုလက်ရှိလုပ်နေတဲ့ဦးစီးချုပ်ပိုင်းတော့ကသရမူပိုင်းပုဂ္ဂိုလ်များပြီးအချိန်ကစစ်တပ်ချဲ့ဘူးတဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူးလူချင်းနာမှာတိုက်ရပြီးတော့မှနေခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိချိန်တွေကတော့စိတ်တော့မလွယ်သေးတဲ့အနေအထားမျိုး ဖြစ်ပါတယ်ခင်ဗျဒီစစ်ပွဲမှာလူလူထောက်ခံမှုကလည်းပဲအရေးကြီးတယ်လို့ကျွန်တော်ကြားဖို့ပါတယ်ကျွန်တော်ကစစ်သားမဟုတ်စစ်အတွက်ကြုံမရှိတော့ဒါပေမဲ့မြန်မာနိုင်ငံမှာလည်းဒီတိုင်ပဲဖြစ်တော့အစိုးရဘက်ကမြန်မာတပ်မတော်ဘက်ကလူလူထောက်ခံမှုရအောင်အမိမြေကိုတလဲမမအထီးမခံမှုပါညာဆိုလို့လူထောက်ခံမှုကတော့တော်ရခဲ့တယ်ဆိုတာတော့ဟုတ်ပါတယ်ဦးအောင်လင်းတော်ဘယ်လိုသုံးသပ်ပါလဲခါကျွန်တော်အမြင်ပြောရတော့ဒီကိုကနယ်မြေဒေသမှာတော့ဒီဝါရပြတ်မှုတစ်ခုပါပဲလူလူတောက်ကံမှုလုံးဝရတဲ့နေသားမျိုးကျွန်တော်မရှိပါဘူး ကျွန်တော်တို့ပြည်တွင်းကလူထုဆိုတာကလည်းစိတ်ပါတဲ့လူကနဲပါပဲဟိုကျွန်တော်တို့အခွင့်အရေးလူချင်းလို့အခြားအကြောင်းပြလို့ကြောက်မော်လေဟိုလိုက်ပြီးတော့မှအနိပညာရှင်တွေကပါဝင်ပါပြီးတော့မှထောက်ခံပေးရတယ်ဒီတိုင်းမျိုးပဲရှိပါလိမ့်ဒါကိုလူထုထောက်ခံတယ်လို့မပြောလို့မရပါဘူးလူထုလူချင်းတာကတကယ်ငြင်းငြင်းရေးပါပြည်တွင်းကလူတွေရောကိုကန့်ဒေသကလူတွေရောအားလုံးကတိုက်ခိုက်ပြီးတော့မှဖြစ်ရှင်းတော့ဘူးမှမလို့ခြင်းဘူးအေးဒန်းနဲ့စကားပြောစီခြင်းပါလေခင်ဗျ ုတ်ကဲ့အဲ့ဒီငင်းငန်းစွာဖြစ်ရှင်းမဲ့အပိုင်းကိုကျွန်တော်နောက်ပိုင်းမှာဆက်လက်ဆွေးနွေးရအောင်ပါအခုစီရေးအမြင်နဲ့ကျွန်တော်သုံးသပ်စီချင်ပါတယ်ဒေါ်လာကျော်စောဘယ်လိုသဘောပါလဲခင်ဗျာစီရေးအမြင်အဖြစ်ဘာကြောင့်မနိုင်ရဘူးလို့ထင်ပါတယ်တစ်ဖက်ကတော့နောက်မှတရုတ်ကအစိုးရမဟုတ်တော့မှဒေတာရင်းကလူတွေစီးပွားရေးလုပ်ငန်းရှင်တွေပေါ့လေပုဂ္ဂလကနည်းနည်းထောက်ခံအပ်ပေးမှုတွေရှိတယ်ပါ냐ဆိုတော့ဆွဆွဲချက်တွေလည်းကြားရပါတယ်ခင်ဗျာကျမအမြင်ကတော့ဒီဒီရင်းဆက်တရားဟာဘယ်သူနဲ့ပဲဖြစ်ဖြစ်ဟိုရေရှည် စီရင်နဲ့အနိုင်မတိုက်နိုင်ဘူးလို့မြင်ပါတယ်။ကိုကကိစ္စမှာလည်းဒီလိုပါပဲငင်းညာရေးယူထားတယ်ဆိုပေမဲ့သူကအပြစ်အခက်ရစဲရတာလှုပ်ထားပြီးတော့ဒီတကယ်တကယ်နိုင်ငံရေးရအခြေအနေဆွေးနွေးတာမရှိခဲ့ဘူး။မရှိခဲ့တဲ့အပြင်ဒီနဝတအနာဖခက်ကသဘောထားမမှန်ကန်သွားနဲ့ဒီကိုကနေကိုသူနဲ့ငင်းညာရေးယူထားတဲ့အဖွဲ့တွေကို ွဲအောင်ပြဲအောင်လုပ်ပြီးမှသူကဒီနေရာတွေကိုပြန်ယူတဲ့အတွက်သူ့ရဲ့သဘောထားအခြေခံတွေမမှန်ကန်မှုကြောင့်ဒီပြည်တွင်းစကပိုးရှိနေရတယ်လို့ကျွန်မမြင်ပါတယ်ဒီကြားတဲ့စစ်ကောင်းဆောင်တွေဘာတွေကလဲစစ်ဘုပါညာလဲမတိုက်စာကြာလာတဲ့ခါကျတော့ဘသူမှတိုက်ထက်ထက်မြက်မြက်လုံရီကန်ရင်လည်းမရှိတော့ပါဘူးအဲ့တော့ကိုကကြတော့သူကသူ့နေမြေသူ့ဒေသသူ့အရက်မှာလောက်ရတာဖြစ်တဲ့အတွက်ကြောင့်သူ့ပြည်သူကိုအခြေခံပြီးလောက်ရတာဖြစ်တဲ့အတွက်ကြောင့် ဥပကအပါကြီးရတယ်လို့ဖြစ်နေဟာတူပါတယ်အဲ့တော့တရုတ်ကထောက်ခံသည်ဖြစ်စီမထောက်ခံသည်ဖြစ်စီဒီစပွဲကဒီတိုင်းစည်တက်တက်နဲ့တော့ဖြေရှင်းကိုရနိုင်မယ်မထင်ဘူးလို့ကျွန်မထင်ပါတယ်ဟုတ်ကဲ့ကွနာတော်လှပြောတဲ့အထက်မှာလည်းပါတယ်ဒီကိုကန်းနဲ့အပြစ်ခတ်ရဆေးရေးလုတ်ခတ်ကြတဲ့ကမူမမှန်ဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ဥအောင်လင်းထုတ်ကကိုရိုင်းအတွေ့အကြုံရှိရတဲ့ပုဂ္ဂိုလ်ကျွန်တော်လည်းမေ့ကြပါတယ်အဲ့ဒီအပြစ်ခတ်ရဆေးရေးကနေပြီးတော့ညီငယ်အစ်စင်ကိုဘာကြောင့်မတက်လှမ်းနိုင်ခဲ့ကြတာလဲဥအောင်လင်းထုတ် ျွန်တော်အမြင်ပြောရရင်တော့မမမှန်ဘူးလို့မဟုတ်ပါဘူးခင်ဗျအဲ့ဒီအချိန်ကမှကျွန်တော်တို့ရဲ့အဓိကရန်သူကဗမာပြည်ကွန်မြူနတီပါတီပါဗမာပြည်ကွန်မြူနတီပါတီကိုဒါချိန်မုံမှုကိုဆိုတာကအင်္ဂလန်တစ်ခုအနေနဲ့ကျွန်တော်တို့တွန်းခဲ့တယ်အဲ့ကျွန်တော်ကိုကန်ဝါတောက်လျှောက်ပါလိဒါကျွန်တော်တို့ရဲ့မဟာမိတ်တွေဖြစ်သွားတဲ့အချိန်ကမှဗမာပြည်ကွန်မြူနတီပါတီကလည်းလူလူချင်းသူကငုတ်သွားတဲ့အနေနဲ့တောက်သွားတဲ့အနေနဲ့ကျွန်တော်တို့ရှိခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့လုံးစိန်တော့ကတမရော်ဆိုတာ 啊，那俺我和同事两位没喜欢，呃 <noise>，这个，后我来还说话家嘛，苏女娃苏的，你担心的，只能多给家娃的。大里呢，只能说太薄的，春天了的，高上白嘛，不就木有扫毛的这个？你不就木有板砖的他个嘛？你还一挂那的，我们就木有板砖的这家喽。这个，你明年呢，别看也是一户，那俺一两月固定的都要多些，到时候龙能交吗？你？ 阿邊間嘢食，食過兩波，食過兩波就變咗嘛。然後邊一邊邊咁啊，然後擴大嚟。然後將佢咪多啲咁啊，將佢攞嚟幹啥嚟？係度，佢原來就攞佢原來年年嚟攞嘅，就攞嚟過得長嘛。就攞年年啲家務嚟攰，年年都嚟攞嘅。媽媽第一次攞攞嚟就攞嚟攞嚟，睇咩愛情啊嘛。就攞攞個屋企人嘛，咪邊個？以前呢 part time 嘛，跟住話啊，佢哋當時都都幫我做啲嘢，年年都嚟拉人先嚟。 ဘာသာရေးကခရစ်ယာန်လို့ဖြစ်တယ်။နိုင်ငံတကာဆက်ဆံရေးရှိတယ်ဆိုရင်ဒီချက်တွေတော့မင်းတို့ကရင်ယူဖို့တော့ဟုတ်လားတန်လက်အဖွဲ့တွေဆိုအပြေးနိုင်ဘူး။ကရင်ယူဖို့တော့ငင်းငိုင်းနဲ့လည်းလည်းသေးခိုင်းနေဆိုတော့လည်းလည်းချခိုင်းရမယ်ဆိုတဲ့မူကိုချပြီးတဲ့အခါမှာကရင်ယူနဲ့ကျွန်တော်တို့စဉ်းစားပဲပြတ်သွားတယ်။မူလားညီမတားတဲ့အဲ့ဒါမျိုးသားဒီညီလာခံမှာလည်းဒီတိုင်းနာနဲ့ပတ်သက်ပြီးတော့မှစဉ်းစားပြီးမပြေးတော့ဘူး။နောက်တစ်ခါဒီကိုကံကိုလည်းဟဲ့လားကျွန်တော်တို့2009မှာငယ်ရတော့ဆက်လို့ရမယ်ဆိုပြီးတော့မှ မောင်းထုတ်တယ်ဗျာအခုကဒီတက်လာတွေကအခုပြန်ပေါ်လာတဲ့နေသားမှုရှိပါလိမ့်ခင်ဗျဟုတ်ကဲ့နောက်တစ်ခုကျွန်တော်မေ့ရတာအခုတော့ဒါစီးရင်နဲ့မပြေလည်နိုင်ဘူးစီးရင်နဲ့ဒီကိစ္စကိုမဖြေရှင်းနိုင်ဘူးဆိုတော့နှစ်ဖက်လုံးကသဘောပေါက်ကြတယ်လို့ဥက္ကဋ္ဌတို့ထင်ပါသလားတကယ်လို့များသဘောပေါက်ခဲ့ရဆိုရင်ဘာဖြစ်လို့မြမတက်မတော်ဘက်ကဒီဟာကိုစီးရင်မဟုတ်ဖ ೇನೆ ငင်းငန်းစွာဖြေရှင်းမယ်နေလို့ရောမရွေးသေးတာလဲကျွန်တော်ကခုနပြောခဲ့သလိုပေါ့ဒီအခုလက်ရှိစစ်ဘုံချုပ်တွေလုပ်နေတဲ့လူကစစ်မတိုက်ဘူးနိုင်ငံရေးတွေးခေါ်မရှိလို့ပဲအဲ့တော့သူတို့ထင်တာက အဲ့တို့မှာဟာကျွန်တော်တို့ဟိုရုရှားကဝယ်တဲ့လက်နက်တွေရှိတယ်အခုဒါကျွန်တော်တို့စာဗီယာကဝယ်မဲ့လက်နက်တွေရှိတယ်ပါကစ္စတန်ကတိုက်ရင်တော့ရနိုင်တယ်လို့ထင်တယ်ဒါပေမဲ့အားလုံးပြည့်တဲ့အချိန်မှာဗီယက်နမ်လိုနိုင်ငံမျိုးတို့ကအမေရိကန်ကတိုက်လို့မရခဲ့ပါဘူးအမြောက်ကတောက်ချောင်းကိုလက်ပြလို့မရဘူးကိုကဘွဲဆိုတာကဒီတောက်ချောင်းကြီးနဲ့ပဲတိုက်မှာအမြောက်တွေနဲ့ဘလော့ဖြစ်ဖြစ်လေကြည်စံမဲ့ပုံပဲအနောက်တစ်လုံးကဒေါ်လာမနည်းပေးရပါလေတောင်းရှိတဲ့ဒေါ်လာအများကြီးပေးရမယ် အခုကျွန်တော်တည်တော့တယ်အခုစစ်ပွဲမှာဒေါ်လာဘီလီယံနဲ့ချီပြီးတော့သုံးနေရတာကအပီတုပတ်ဆန်နေပါဟုတ်ကဲ့ဝန်လင်းထားအဲ့တော့အခုသူတို့စစ်စပ်ဖို့မစင်းစားတာနိုင်ငံရေးအမြင်မရှိလို့လို့ယူဆလားကျွန်တော်အမြင်ကအဲ့တည်းပဲတခုတော့ရှိတယ်ဗျာဒါသူတို့လက်ကွက်တာလုံးတက်တယ်ကျွန်တော်တို့ဒီစစ်ဘုံချုပ်ဒီပေါ့လေပါလဲဆိုတော့ဒီကိုကရေးခင်းနေဒီ2015ရေကောက်ပွဲနဲ့ချိန်ကောင်းချိန်ထားနိုင်တယ်ဒါဒါကျွန်တော်တို့တန်တရားရှိပွဲအချက်ဟုတ်ကဲ့ခင်ဗျာ တော်လှကြောစောရဲ့အမြင်နဲ့သိကြပါတယ်ဒီနေရာမှာစိစက်တဲ့ကိစ္စမှာတရုတ်ဘက်ကလည်းပဲညဉ့်ညံ့စီခြင်းနဲ့စိစက်စီခြင်းနဲ့မကြခဏပြောနေတာတွေ့ရတယ်သူတို့ကရောဘလောက်ဝင်ရောက်ဆောင်ရွက်ပေးနိုင်မထင်ပါတယ်ဒီကိစ္စကိုနိုင်ငံရေးနဲ့ဖြစ်ရှင်းမယ်ဆိုရင်ဟိုကျမကြားသိသလောက်တရုတ်ဘက်ကစဉ်းစားတာကတော့အခုအပြစ်ခတ်ရလက်မှတ်တွေပါတယ်ထိုးစေခြင်းနဲ့ထိုးစေပြီးတဲ့နောက်မှာအပြစ်ခတ်ရဆင်းရေးစာချုပ်ကိုစောင့်ကြည့်တဲ့အဖွဲ့ကိုကုလသမဂ္ဂတို့တရုတ်တို့ ထားစေချင်တယ်လို့အဲကြေးထားတာတွေ့ရတယ်အဲ့တော့သူကကုလသမဂ္ဂနာမည်နဲ့ဟိုညဉ့်ညိုင်းဆောင်တသားဖြစ်နေအဲ့ဒေတာတွေဝင်ပြီးတော့ဒေတာဖွံ့ဖြိုးရေးတွေတိုးတက်ရေးတွေလှုပ်လိုက်လို့ရှိရင်ဒီစစ်ပွဲတွေကလည်းစုံစမ်းကြရညဉ့်ညမ်းသွားလိမ့်မယ်လို့သူကတွက်ပုံရတယ် ုတ်ကဲ့ဆို2015ရွေးကောက်ပွဲမှာနိုင်ငံရေးအရာအသာစီးရနိုင်တဲ့ဒီတိုက်ပွဲကိုတိုက်ပြနေခြင်းအဖြစ်လို့တွေ့တဲ့ဆိုရင်တော့အဲ့လိုတွေ့တဲ့အမြင်ကတော့ဟာကျော်စောဘယ်လိုယူဆမလဲခင်ဗျာမှန်ကန်တဲ့အမြင်လားတကယ်ပဲသူတို့လူတွေရဲ့အမြင်ကောင်းလာနိုင်ပြီလားဒီတိုက်ပွဲကိုတိုက်ပြနေတဲ့အတွက်အမကြီးကတော့2015ရွေးကောက်ပွဲကိုမလုပ်ချင်လို့ဒီလိုပဲတိုက်နေတယ်လို့ထင်ပါတယ် အဲ့တော့ဒီတိုက်ပွဲကိုအကြောင်းပြပြီးရေကောက်ပွဲကိုရွှေ့ကျင်လို့များလုပ်နေသလားလို့ထင်ပါတယ်သူတို့မနိုင်နိုင်ဘူးဆိုတာစစ်ဘောမတက်မတော်ကသိထိုင်ပါတယ်ဟုတ်ကဲ့ရေကောက်ပွဲနဲ့ဆက်ဆက်တဲ့သုံးသက်ချက်ဦးအောင်နှင်းထွေရဲ့သဘောပြောပါခင်ဗျာပထမဆုံးဒီဖွဲ့စည်းပုံပြင်ဖို့မပြင်ဖို့ကိစ္စကစစ်တပ်ပါဖို့မပါဖို့ကိစ္စတွေကကျွန်တော်ဒီဒီချင်းခါမှာစစ်တပ်ရဲ့ရေးပါမှုရှိတယ်ဆိုတဲ့ဥစ္စာကိုသူတို့ပြချင်တယ်အဲ့တော့ကျွန်တော်တို့ဟိုလာရခိုင်အဲ့တော့ဘလော့ အချိန်ပေါ့လေဒီဖွဲ့ရင်းနဲ့ဆက်ပြီးမှဒီစစ်တိုက်ပြနေတဲ့သူတွေဥစားကဟိုဒါစဉ်းစားပြပြက်ပါတခါကကျွန်တော်တို့ကစစ်တပ်တနေတဲ့ဆုံးကပေါ့လေဒါဒီစစ်တပ်ဆိုတာကတပုံမရှိရင်၎င်းပဲဆိုတဲ့ပုံစံမျိုးအဲ့ဒီခေါင်းထဲမှာရိုက်သွင်းထားတဲ့အတွေးခွန်မျိုးတွေရှိပါတယ်အဲ့တပုံရှိအောင်များအဲ့ဒီမင်းကဖန်တီးပြီးတော့မှတိုင်းပြည်ကိုဆက်ပြီးတော့မှ စစ်တပ်ကစုမလို့ရအောင်များလုပ်နေလားလို့တံမြားရှိပါတယ်ခင်ဗျဟုတ်ကဲ့ဆိုတော့နောက်ဆုံးကတော့တည်င်းဤဖြစ်ဖြစ်နိုင်ငံရေးညီညီနည်းဖြစ်ဖြစ်ပြည်လဲအဆုံးသတ်သွားမယ်အချိန်ဟာဘယ်လောက်လိုသေးတယ်လို့အချမ်းပြင်းခက်တူတူတွေ့ကြည့်ပါလားခင်ဗျတည်င်းရဖြစ်ရှိမှုကတော့လုံးဝမဖြစ်နိုင်ဘူးအဲ့တော့ငါဒေါ်လာကျော်သောပြောသလိုပဲတရုတ်လိုနိုင်ငံမျိုးကတွေပြီးတော့မှကြားဝင်ပြီးတော့မှဗမာအစိုးရကိုချောင်းချောင်းဖြားဖြားနဲ့ပြောတာတမျိုးပါဗျာအဲကျွန်တော်တို့တစ်ဖက်ကလည်း ူတစ်ဖက်ကလည်းဒုက္ခပြမှာမှာပမာသူ့အနေနဲ့ဒီစစ်ကိုရအောင်သူလုပ်လိုက်မယ်လို့ကျွန်တော်ထင်တယ်ခင်ဗျဟုတ်ကဲ့ဒေါ်လာခင်ဗျာတရုတ်ဆိုရဒုက္ခပြမယ်ခိုင်းမယ်တော့ဖြစ်နိုင်ပါမလားခင်ဗျာတရုတ်ကတော့အခုပန်ကင်းတမန်ကင်းကိစ္စတွေကိုအရင်တုန်းကလို့တိုးတိုးတိတ်တိတ် low profile သူတို့နေစရာမလိုတော့ဘူးနေလို့မဖြစ်တော့ဘူးလို့ပြောတယ်ဒါကြောင့်မလို့သူတို့က hot spot တွေပေါ့ဗျအပူဒေသတွေကိုတတ်နိုင်တဲ့မြတ်လက်ဦးရှိရှိဝင်ရောက် ြေရှင်းပေးတဲ့နယ်ဆိုပြီးပြောနေတဲ့အတွက်ဗမာပြည်အရေးမှလည်းတစုံတရာပါဝင်ပတ်သက်လာမယ်လို့ထင်ပါတယ်ဒါပေမဲ့ကျွန်မစဉ်းစားတာကတော့အဓိကဗမာတပ်မတော်အနေနဲ့သူတစ်သက်လုံးရရှိထားတဲ့နိုင်ငံရေးဩဇာစီးပွားရေးဩဇာတွေကိုတခြားလူတွေနဲ့မျှဝေရမယ်မျှဝေပေးရမယ်ဆိုတာသဘောပေါက်လာမှဒီကိစ္စတွေကပြေလည်နိုင်တယ်လို့ထင်ပါတယ်